ဒီနေ့ကျွန်တော်တို့စသုံးတဲ့ခေါင်းစဉ်ကလေဖရာသခင်ရဲ့အနာယူခြင်းဖရာပါကြောင့်အနာယူတယ်လေတဲ့အယံရှင်းတယ်နော်ဖရာအနာယူတယ်တဲ့ဒီထဲမှာဖတ်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်ဖရာသခင်ဒီတဲ့၆ရက်တိုင်အောင် ဖန်ဆင်းခြင်းအလုတ်လုတ်၍တဲ့လူကိုဖန်ဆင်းခြင်းမှာအလွန်ထူးခြားသည်ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်အမှန်ပါတဲ့လူကိုဖန်ဆင်းရန်ဖြစ်သည်အာမင်သခင်ယေရှုကိုရောနာမကိုချီးမွမ်းပါတယ်ဒီထဲမှာကြည်တဲ့အခါမှာဖန်ဆင်းခြင်းကိုနော် 6ရက်တိုင်တိုင် ဖရာအလုလုတယ်အဲ့ဒီအဲမှာမှာတဲ့เนาะလူကိုဖန်ဆင်းခြင်းကအလွန်ထူးခြားတယ်ဘာကြောင့်မို့လဲလို့ပြောတဲ့အခါမှာဖရာရဲ့ပုံတံနဲ့တင်ညီတရန်တီဖန်ဆင်းတော်ကြောင့်ဖြစ်တယ်အဲ့ဒီအဲမှာဖရာရဲ့ပုံတံနဲ့တင်ညီတရန်တီ ဖန်ဆင်းကြစို့လို့ဘုရားသခင် ပြောတဲ့စကားအแทမှာเนาะစကားအแทမှာရည်ရွယ်ချက်ရှိတယ်ဘုရားကအပြင်ပိုင်းပဲတူဖို့မဟုတ်လွန်ခဲ့တဲ့ပထမရက်မှာ ကျွန်တော်စာခဲ့တယ်အတွင်ပိုင်းတူဖို့အတွက်လည်းဘုရားရည်ရွယ်အဲ့ဒါဘုရားရဲ့ရည်ရွယ်ချက်ဖြစ်ဒါကြောင့်ဖះဖန်ဆင်းတဲ့အရာအလုံးကအလွန်ကောင်းတယ်ဆိုပြီးမ ကဘာဦးတစ်ထဲမှာနောက်ဆုံးပိုက်မှာเนาะကျွန်တော်တစ်ချက်ဖတ်ခြင်းတယ်ဖျားတခင်ဒီတဲ့မိမိဖန်ဆင်းတမျှတော့အရာတို့ကိုကြည့်ရှုလျင်တဲ့အလွန်ကောင်းဒီကိုမြင်တော်မူ၍အဲ့ဒီထဲမှာတေချာရေးထားတယ်เนาะအပိုက်ငယ်37မှာအလွန်ကောင်းတယ်တဲ့ဖျားကအလွန်ကောင်းတယ်လို့ပြောတဲ့အခါမှာကောင်းအောင်ပဲဖန်ဆင်းလား အလွန်ကောင်းဒီကိုမြည်၍တဲ့ညဦးနဲ့နနက်ဒီစတ္ထမနေ့ရက်ဖြစ်တယ်ဒီထဲမှာကြည်တဲ့အခါမှာလေအလွန်ကောင်းအောင်ဖန်ဆင်းတော်ကြောင်းတဲ့ဒီနေ့မှာလဲပါပြောလဲဆိုရင်ဖရာတခင်ကတဲ့အနာယူနိုင်တာပါအဲ့ဒါပထမ9ရက်အဲ့ဒါနော်ပထမ9ရက်ဖြစ်တယ် အလွန်ကောင်းအောင်ဖန်ဆင်းခဲ့တဲ့ဖရာကဘာကြောင့်မို့ကဘာကဘာဦးတုံနောက်ပိုင်းမှာဘာတွေ့ရလဲဆိုတဲ့အခါကျတော့ဒီကဘာကြီးက ပြန်လဲပြီးမှ မနှက်ရဲ့အောက်ကိုရောက်သွားတယ်အပြစ်ထဲကြီးကျရောက်သွားတယ်ဘာကြောင့်မို့လဲကျွန်တော်တို့မိကိုမေးစရာရှိဖရာပြောတာကအလွန်ကောင်းအောင်ဖန်ဆင်းတယ်လို့ပြောပြီးမှ ူလည်းအနာယူတယ်တဲ့ဒါကပ္ပဦးနှစ်မှာဖတ်ကြည့်တဲ့အခါမှာနော် သူပါထပ်ပြောလဲဆိုရင်ဒီဘက်မှာဖတ်တဲ့အခါမှာထိုသိုးတဲ့ကောင်းကင်မြေကြီးနဲ့တကွာတဲ့ခတ်သိန်းတော်တစားတို့ဒီပြည်စည်းလျက်ရှိကြ၏တတ္တမနေ့ရောက်လင်းတဲ့ဖရာသခင်နေဖန်ဆင်းတော်အမှုကို လက်ဆတ်တော်မူခဲ့ပြီးဒီဖြည့်ဝိတ်တဲ့ဖန်ဆင်းတမျှတော်အမှုအရာတို့ဒီပြည်စည်းပြီးမှ ထိုတတ္တမနေ့၌ ငြိမ်ဝတ်စွာနေတော်မူ၏အာမင်ထိုတတ္တမနေ့ကိုဖျားသခင်ဤကောင်းကြီးပေး၍တန့်ရှင်းစေတော်မူ၏အကြောင်းမူကားတဲ့ဖန်ဆင်းပြုပြင်တော်မူသော အမှုရာအလုံးစုံပြည့်စည်သောကြောင့်ထိုနေ့ရ၌ငြိမ်ဝတ်စွာ နေတော်မူ၏ဖျားကဘယ်နေ့မှာငြိမ်ဝတ်စွာနေတယ်လဲဆိုရင်တတ္တမနေ့ ဘာကြောက်မို့လဲလို့ပြောတဲ့အခါမှာခုနကျွန်တော်တို့ပြောတဲ့အတိုင်းပဲအလုတ်ပြီးစီတော့ကြောင်ဖြစ်ပါတယ်ဒီနေ့ဒီထဲမှာလည်းပါပြောလဲဆိုရင်အနာယူခြင်းဒီတဲ့အလုတ်ပြီးမှ ဖြစ်ပါတယ်တဲ့အလုတ်ဒီတဲ့ပထမဖြစ်ပြီးထို့နောက်မှအနာယူခြင်းဖြစ်တည်အနာမယူမီတဲ့အလုတ်ဒီကျေနပ်အားရစီယာ ကောင်းလောက်အောင်ပြည်စည်ရမေမီတဲ့အလုတ်ကိုလုံးဝပြည်စည်ခြင်းကြည်နတ်အာရခြင်းမရှိပါကစိတ်အေးစွာ အနာယူနိုင်မီမဟုတ်ပါမနာဘောအလုတ်မပြည့်ကြည့်စိတ်မအေးအဲ့ဒါကျွန်တော်တို့အလုံးသိပါတယ်ကျွန်တော်ဇနီးတယ်ဆိုရင်ကြောင်းဆရာမလုတ်တဲ့အခါကျတော့တောင်းလျှောက်ပဲ အလုံးမပြီးတော့လေစိတ်မအေးတနင်းကနေနေ့လဲမနာရကျွန်တော်ကတော့ဖျားเจ้าနေပြန်လာပြီဆိုဟော့ကနေအိပ်သွားပြီသူကတော့လုံနေတော့သူကဘာကြောက်လဲဆိုမနေ့ပြန်အလုတ်သွားရအောင်ပဲအလုံးမပြီးဆိုမလွယ်ဘူးနားဖို့အတွက်စိတ်แท้မှလေအမြဲတမ်းပါဖြစ်နေလဲဆိုတဲ့ခါကျတော့အဲ့ဒီအလုတ်ကတွန်းအားပေးတာ အခုဖျားကတော့တဲ့အနာယူနိုင်တယ်ဆိုတာကအလုတ်ပြီးလို့ပါအာမင်ဒါကြောင့်မို့ဒီထဲမှာပါပြောလဲဆိုရင် ထိုးကြောင်းတဲ့ကျွန်ုပ်တို့ဒီဖျားတခင်အနေနဲ့6ရက်ဖန်ဆင်းတော့အလုတ်လုတ်ပြီးမှအနာယူဒီဟုပေါ်ဆစွာမထင်မြင်မယူဆသင့်ပါဘူးတဲ့ဖျားရဲ့အနာယူခြင်းကို ပေါ့ပေါ့ဆဆနဲ့ကျွန်တော်တို့မမြင်ဖို့လိုအပ်တယ်တဲ့ ဖယားတခင်အတွက်တဲ့အနာယူခြင်းဒီကြီးမားသောကိစ္စဖြစ်တယ်။ဖယားအတွက်တောင်အနာယူတာကအင်မတန်ကြီးမားတဲ့ကိစ္စလို့ပြောတဲ့ကိစ္စအထဲမှာလူကကျွန်တော်တို့ကစိတ်ယုံမဟုတ်ဘူးနော်တတိထားဖို့စိတ်ယုံမဟုတ်ဒီနေ့ကျွန်တော်ရဲ့ကိုခန္ဓာကဖရာသခင်တပတ်မှတရက်နားဖို့ရန်အတွက်ဖရာသခင်ရည်ရွယ်ထားတော့ကြောင့ အဲ့ဒီတရက်ထဲမှာသခင်ဖျား၌နားနေဖို့အရန်အရေးကြီးတယ်ဖျားကတော့အလုတ်ပြီးလို့နားတာလူကြတော့ကျွန်တော်တို့အဲ့ဒါသိဖို့လိုအပ်တယ်လူရဲ့ပထမနေ့ရက်ကဖျားရဲ့ဥပုံနေ့နဲ့အစာပြူရတာလူက6ရက်နေ့မှာဖန်ဆင်းတော့ကြောင့် 6ရက်နေ့လူကိုဖန်ဆင်းပြီးတာနဲ့ဘာဝင်သွားတယ်လဲဆိုရင် ဥပုပ်ဝင်သွားတယ်လို့ပြောလို့ရတယ်တတ္တမနေဒါကြောင့်လူတယောက်ကဖရာရဲ့ရည်ရွယ်ချက်ထဲမှာအုပ်ဆိုးဖို့နိုင်ဖို့ဆိုးဆံဖို့အတွက်လို့ပြောတဲ့အခါမှာဒီနေ့လူတယောက်ရဲ့အတ္တတရမဖရာရဲ့ရည်ရွယ်ချက်ထဲမှာရှိတဲ့အတိုင်းပဲလူဟာ6ရက်မြောက်တော့နေထဲမှာဖန်ဆင်းခြင်းခံရတော့ကြောင့် ခုနှစ်ရက်မြောက်တော့နေ့ကဥပုံနေ့ဖြစ်တယ်အဲ့ဒီဥပုံနေ့ကလူရဲ့ပထမနေ့ဖြစ်ရတယ်ဒါကြောင့်ကျွန်တော်တို့ကပထမဦးဆုံးသခင်ယေရှုကမတ်သဲ6ထဲမှာပြောတဲ့စကားဖျားတခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာနောက်မှထိုအရာများကိုထပ်၍ပြီးမယ်ဘာကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာရက်သက်တစ်ပတ်ရဲ့ပထမဦးဆုံးနေ့မှာ အနာယူဖို့ပြောတာတကယ်တမ်းကျတော့နော်အခုသခင်ယေရှုရဲ့ကားတိုင်းပေါ်မှာ အသေးခံခြင်းပြီးတဲ့အခါမှာတည်ခြင်းကနေရှင်ပြန်ထမြောက်တာကလေရက်သက်တပတ်ရဲ့ပထမနေ့ဖြစ်တယ်အဲ့ဒါသိဖို့လိုအပ်တယ်အဲ့ဒါသိဖို့လိုအပ်တယ်ဥပုံနေ့ကြော်သွားတယ်နော်ဟွန်းဥပုံနေ့အလွန်လို့ရေးထားတာကျမ်းစာ ရှင်ပြန်ထမ်းရဥပုံနေမှာဘာမှလုပ်လို့မရဒီနေ့သခင်ဖျားနေလို့ပြောတဲ့အခါမှာတေခြင်းကနေရှင်ပြန်ထမ်းရောက်တဲ့နေ့เนาะအမှန်ကကြီးစုတော့ကာလကတော့သခင်ဖျားနေကတော့နေ့တိုင်းဟာသခင်ဖျားနေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အတ္တမှာတပတ်မှာတစ်ချိန်ခုနပြောတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့ကိုเนาะရက်တတပတ်ရဲ့ပထမဦးဆုံးနေ့ ဒါကြောင့်မို့ကလန်ဒါအแทမှာကြည့်လိုက် ပထမအဦးဆုံးရက်ကပါလာလဲဆို Sunday Monday Tuesday အဲ့လိုတွားလိုက်တာပြီးတော့မှ Saturday အဲ့ဒီ Saturday ကအခုချိန်ထိလဲဂျူးလူမျိုးတွေရဲ့ဥပုံနေဖြစ်တယ်။ Israel နိုင်ငံမှာရောက်တဲ့အခါမှာတောက်ကြနေနေဝင်ပြီးဟိတ်ဆိုရင်အကုန်ရက်သွားတယ် shopping mall တွေအကုန်ပိတ်သူတို့။နော် Saturday ဆိုရင် shopping mall မသွားနဲ့ ဘာဆိုင်မှမဖွင့်ဆိုတော့ကျွန်တော်တို့ကတခြားနေရာမှာသွားရတာဒါကြောင့်အခုကျွန်တော်တို့ဒီကျေးဇူးတော်ကာလရောက်လာတဲ့အခါကျတော့တခင်ယေရှုကတည်ခြင်းကနေထမြောက်တော်နေเนาะအဲ့ဒါရှင်ပြန်ထမြောက်တော်နေကခုနပြောတဲ့ဥပုပ်အလွန်ပထမနေအခုကျွန်တော်တို့ပြောမယ်ဆိုရင်ကတော့တင်းငွေနေနေပေါ့ဆိုတော့ကျွန်တော်တို့ အခုကြီးစရောကာလကနေ့တိုင်းကတခင်ဖျားနေဖြစ်ပါတယ်ဒီနေ့ဘာပြောကြင်လဲဆိုရင်ဖျားကဥပုပ်ဝင်သွားတဲ့ကိစ္စအแทမှာအလုတ်ပြီးလုတ်ဝင်သွားတာသိကောင်းတယ်ကျွန်တော်တို့လူတွေကလူတွေရဲ့ပထမနေ့ရဲ့လို့ပြောတဲ့အခါမှာပထမနေ့ကဘာနေ့နဲ့စရမလဲဆိုရင်အနာယူခြင်းအဲ့ဒီအနာယူခြင်းဆိုတာ rest เนาะ တပိမဲ့ဖျားသားသမီးတွေအနာရယူတာအနာမရ restless ဖြစ်နေဒီနေ့ကျွန်တော်တို့အနာယူတယ်ဆိုတာတခင်ဖျား၌အနာမယူဘူးဆိုရင်တင့်ဒီတနေကုန်ရုပ်ရှင်သွားကြည့်နိုင်တယ်အမလီဇလန်တွဲတွေနဲ့ကြည်ပြီးမှဖက်ဖက်ကိုမောလို့နောက်ပြက်ကြိုင်အုံနောက်ကိုပူထူးလို့အလုတ်သွားဖို့ရန်အတွက်တောင်းစဉ်းစားရခက် တခါလေကြိုက်အနားယူခြင်းလို့ beach တွေသွားတယ်ဟိုသွားဒီသွားအနားမရဘူးဘာကြောင့်မို့လဲဆိုတဲ့အခါမှာဒီနေ့တင်ဒီဝိညာဉ်လူစစ်ဖြစ်တယ်ဆိုတာတင်သိကိုသိရမယ်အဲ့ဒီဝိညာဉ်လူစစ်ကခရစ်တော် night ပဲအနာရဒါကြောင့်ခရစ်တော်အထဲမှာကျွန်တော်တို့ကပထမဦးဆုံးကျွန်တော်တို့ရဲ့အခြေချရမယ် အခြေပြုရမယ်နေ့ရပထမ first day ကဘာနဲ့သွားရလဲဆိုရင်သခင်ဖျား၌အနာယူခြင်းနဲ့သွားဖို့လိုတယ်အဲ့ဒီအခါကြမှပဲကျွန်တော်တို့ကအနာရသခင်ဖျား၌မဟုတ်ဘူးဆိုရင်ကျွန်တော်အနာမရအနာမရဘာကြောင့်မို့လဲအချင်းချစ်သူတဲ့တည့်ရစိတ်နှလုံးကောင်းစားကြတဲ့သူတင်းဒီအယားယာ၌ကောင်းစားခြင်းနဲ့ ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်းအဲ့ဒီအထဲမှာဆုတောင်းခြင်းထဲမှာဒီနေ့သခင်ယေရှုကိုယုံကြည်တဲ့သားသမီးတွေကိုအချင်းချစ်သူ my beloved ချစ်ရတော်သူတဲ့ဖခင်သခင်ချစ်ရတဲ့သားသမီးတွေဒီနေ့ဖခင်ကသူ့သားသမီးတွေကိုကောင်းစားစေခြင်းပါဝိညာဉ်စိတ်ခန္ဓာ၃ပိုင်းစလုံး ဒါပေမဲ့ဒီသုံးပိုင်းစလုံးရဲ့ကောင်းစားခြင်းကအရင်အမြစ်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့အတွင်ဝိညာဉ်လူဖြစ်တယ်။ဒါကြောင့်အဲ့ဒီအတွင်ဝိညာဉ်လူကောင်းစားဖို့အတွက်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ခုနနော်နှုတ်ကပတ်တော်ထဲမှာကဘာဦးနဲ့အပိုက်ငယ်ကိုရောက်လာတဲ့အခါမှာဝိညာဉ်လူကျွန်တော်တို့ကိုဖျားဖန်ဆင်းတဲ့အခါမှာဝိညာဉ်ပါလျက်ဖန်ဆင်းတယ်။ဘာကြောင့်မို့လဲအဲ့ဒီဝိညာဉ်က နာဝိညာဉ်ဖျားကိုမွေ့လျော်ဖို့ဝမ်းမြောက်ဖို့ဆက်ဆံဖို့အတွက်ဖြစ်တယ်။ဒါကြောင့်မို့ဖျားကလည်းပဲလူကိုပထမဦးဆုံးအေဒီဥယျာဉ်ထဲမှာမိတ်ဆက်တဲ့အပင်ကဘာအပင်လဲဆိုရင်အသက်ပင်ဖြစ်တယ်။အဲ့ဒီအသက်ပင်ကဖျားရဲ့အသက်ကိုပုံဆောင်တာ။အဲ့ဒီဖျားရဲ့အသက်ကိုစားပြီးမှအသက်ရှင်မှပဲခုနဖျားလိုချင်တော့ ခုနကျွန်တော်တို့အများကြီးပြောပြီးပြီဖယားတခင်အနာယူနိုင်ခြင်းဟာတဲ့အုပ်ဆိုးရန်အခွင့်အာဏာရှိတဲ့လူအပေါ်၌မူတည်တယ်အဲ့ဒီအုပ်ဆိုးရန်အခွင့်အာဏာရှိတဲ့လူအဲ့ဒီလူတယောက်ကဖယားဖန်ဆင်းထားတဲ့ဒီကဘာမြေကြီးကျွန်တော်တို့ပြောခဲ့ပြီးပြီဖယားကလူကိုဖန်ဆင်းတဲ့ယူရချက်ပါလေဒီကဘာမြေကြီးကိုဖန်ဆင်းတာလူကိုအုပ်ဆိုးဖို့အတွက် ပင်ဖန်ဆင်းထားတဲ့အရာအလုံးကိုစိုးစံဖို့အတွက်အဲ့ဒီလူကတဲ့အုပ်ဆိုးရန်အခွင့်အာဏာရှိဖို့ရန်အတွက်ကဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာဖန်ဆင်းခံလူရဲ့အတ္တနဲ့ခီးသွားလို့မရဘူး။ဒါကျွန်တော်တို့မြင်ရပြီးပြီလေ။အာဒံကဖန်ဆင်းခံလူရဲ့အတ္တနဲ့သူကခီးသွားဖို့လို့တာပြုတ်ကျသွားတာ။ ဖယားမစားစေခြင်းနဲ့ကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုစားတဲ့အခါကျတော့စတဲ့အောက်ရောက်သွားတာအသက်ပင်ကိုစားတယ်ဆိုတာမတွေ့ရဒီနေ့အဲ့ဒီအသက်ပင်ကဘဒူပြန်ဖြစ်တယ်လဲဆိုတဲ့အခါမှာခရစ်တော်ကိုတော်တိုင်ငါဟာလန်ခီဖြစ်တယ်တမန်တရားဖြစ်တယ်အသက်ဖြစ်တယ်သူဟာအသက်ဖြစ်တယ်ဒီနေ့သူ့ကိုစားဖို့ရန်အတွက်သခင်ကကျွန်တော်တို့ကိုခွင့်ပြုပေးတယ် ဒါကြောင့်ငါ့ကိုစားပါတဲ့ငါ့ကိုစားတော့သူဟာအသက်ရှိမယ်ဒီနေ့ကျွန်တော်တို့ဝိညာဉ်ထဲမှာဘာလုပ်နေရလဲသခင်ကိုစားနေတာဝိညာဉ်ထဲမှာမွေးလျော်နေတာဝမ်းမြောက်နေတာဒီနေ့ကျွန်တော်တို့မစားဘဲနဲ့သင်ဒီအနာကိုမရတကယ်ပြောတာသင်ပတ်ဝန်းကျင်ထဲမှာသင်ရဲ့အခန်းထဲမှာသင်ရဲ့အခန်းထဲမှာရုပ်ရှင်လိုကြီးတဲ့ တီဖန်သားပဲဖြစ်နေစေတင်အနာမရဘူးအနာမရဘူးတင်ကိုဖြောဖြီးဖို့အဲခံဖို့ဘာပဲလုပ်လို့အနာမရပါဘူးဆိုဖာကိုတော့တပီမကောက်နှစ်ပီလောက်ထူအောင်ထားလိုက်အောင်မအိပ်ရပါဘူးအနာမရဘူးဖျားနိုင်ပဲကျွန်တော်တို့ကအနာရတာဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဖျားကဒီနေ့ကျွန်တော်တို့ကိုဒီနေ့ကြွေမှုရဲ့ဟုတ်ပါပါပိတ်သွားလား အာမင်ဒီနေ့ကျွန်တော်တို့ကိုကြွေးမွေးတဲ့အထဲမှာဘာတွေ့ရသလဲလို့ပြောတဲ့အခါမှာဖယားသခင်ဒီတဲ့မိမိဖန်ဆင်းတဲ့များတို့ကိုကြီးရှုရင် အလွန်ကောင်းဒီကိုမြင်တယ်တဲ့ထို့တတ္တမနေ့ကိုဖယားသခင်ကောင်းကြီးပေး၍တန်ရှင်းစေတယ်အကြောင်းမူကားတဲ့ဖန်ဆင်းပြုပြင်တော်မူသော အရာအလုံးတို့သည်ပြည်စီတော်ကြောင့ ထိုနေ့ရ၌ညင်ဝတ်စွာနေတော်မူတယ်အာမင်ဒါကြောင့်ဖယားကတော့ပထမရက်ကနေเนาะ6ရက်နေ့အထိအလုတ်လုတ်ပြီးမှလူကိုရလို့လူကိုရလို့ဘာကြောင့်မို့လဲသူ့ရဲ့တံတန်နဲ့ဖန်ဆင်းခြင်းခံရတဲ့လူကဖယားတခင်ဖန်ဆင်းထားတဲ့မြေကြီးအလုံးကိုအုပ်ဆိုးဖို့အတွက်လူကိုရလို့ပျော်လွန်းလို့ အနာယူတချို့လူရဲ့အသက်တာအထက်မှာဖရားရဲ့ရည်ရွယ်ချက်ကိုသိဖို့လိုအပ်တယ်ကျွန်တော်တို့လူသိဖို့လိုအပ်တယ်ဘာကြောင့်ကျွန်တော်ကိုဖရားဖန်ဆင်းတယ်လဲဆိုကျွန်တော်မသိဘူးဆိုရင်အသက်မရှင်တတ်တော့အသက်မရှင်တတ်ဘာဖြစ်လဲပြုတ်ကျသွားရောတချို့မို့ဖရားရဲ့ရည်ရွယ်တာတခုလူကဖရားရဲ့ရည်ရွယ်ချက်ထဲမှာအသက်မရှင်တော့ပြုတ်ကျသွားတဲ့အခါကျတော့ဖရားတစ်ခေါက်ပြန်ပြီးမှအလုလုရတယ် ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာကျွန်တော်စာသုံးရင်းနဲ့ဒီနေ့ဖယားကတရက်ကြရင် ပြန်လဲပြီးမှအနာယူဖို့ရှိထပ်ပြောပါခုနရှိမှရောเนาะအင်္ဂါဝင်နေပါဝင်သွားတယ်6ရက်မြောက်တော်နေ့ဖြစ်တယ်เนาะအခု6ရက်မြောက်တော်နေ့ဖယားအလုလုတယ်ဒါကြောင့်မို့မကြခင်ဥပုပ်နေဝင်တော့မယ်เนาะ နှစ်တထောင်ဆိုတဲ့မိလီနှစ်เนาะနှစ်တထောင်ကာလဟာဥပုပ်ဝင်တော့အဲ့ဒီဥပုပ်ဝင်ရင်ကတော့ကျွန်တော်တို့เนาะအဲ့ဒီဥပုပ်နေဝင်သွားတဲ့အခါမှာကျွန်တော်တို့ကနောက်တစ်ခေတ်သေးကိုဝင်သွားပြီနောက်တစ်ခေတ်သေးကိုဝင်သွားပြီဒါကြောင့်ဥပုပ်နေမဝင်ခင်မှာအခုဖျားပါလို့ပြီးတယ်လဲဆိုသူ့သားသမီးတွေရဲ့အသက်တာအထဲမှာ အဲ့ဒီမိလိနီကာလာမှာတခင်နဲ့သူအုပ်ဆိုးဖို့စိုးစံဖို့ရန်အတွက်ဒီနေ့တခင်ကိုတော်တိုင်က ကျွန်တော်တို့ကိုဘာလုပ်ပေးနေတယ်လဲဆိုတဲ့အခါမှာတခင်ဖျား၌နားနေခြင်းနဲ့တခင်ရဲ့အသက်ထဲမှာမွေ့လျော်ဝမ်းမြောက်ခြင်းရှိဖို့ရန်အတွက်ကျွန်တော်တို့ကိုကြည်စုပြုနေတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တယောက်ချင်းစီတိုင်းကမိမိရဲ့အချိန်နာရီထဲမှာ သခင်ကိုရွေးယူတည်ရသခင်ပေးတဲ့အချိန်နာရီထဲမှာသခင်ကိုမွေ့လျော်ဝမ်းမြောက်ခြင်းနဲ့သခင်နဲ့အတူအနာရတဲ့သာသမီတယောက်ချင်းစီတိုင်းဖြစ်ပါစေလို့နှုတ်ကပတ်တော်ကိုဆီစဉ်ပါတယ်သခင်ယေရှုကိုရောကိုချစ်ပါ၏အာမင်